အာဖဂန်နစ္စတန်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုကအလုံးမဖြစ်ခဲ့ဘူးလို့ပါကစ္စတန်အစိုးရကအတည်ပြုခဲ့ပါတယ်။ပါကစ္စတန်ရဲ့ပြန်ကြားရေးဝန်ကြီးကဒရဂီနိုင်ငံအစ္စတန်ဘူမြို့တော်မှာနှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေဆွေးနွေးမှုဟာအလုံးမဖြစ်ခဲ့ပဲတင်းတော်တဲ့ဖြေရှင်းမှုတွေဘာမှမရခဲ့ဘူးလို့ပြောကြားခဲ့တာပါ။အခုလာတဲ့မှာပါကစ္စတန်နဲ့အာဖဂန်ကြားတရက်ကြားနယ်စပ်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နောက်ဒေသရဲ့ငြိမ်းချမ်းရေးအတွက်အရေးပါတဲ့အပြစ်ရဆွေးနွေးမှုတွေကိုအစတင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာတော့နှစ်ဖက်ကြားမယုံကြည်မှုတွေကြောင့် သဘောတူညီမှုဘာမှမရရှိပဲဆွေးနွေးမှုတွေအဆုံးသတ်သွားတာဖြစ်ပါတယ်။အာဖဂန်ရဲ့တာလီဘန်အစိုးရကဆဲလို့တဲ့ကိုယ်စားလှယ်တွေဟာအဓိကကြားတဲ့အကြောင်းအရာတွေကနေအချင်းချင်းရှောင်လွဲပြီးပြောဆိုနေရကြောက်ဆွေးနွေးမှုတွေကအရှိမတိုးနိုင်ဖြစ်ခဲ့တယ်လို့ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးအတူလာတာရော်ကအော်တိုဗာ29ရက်နေ့မှာဆက်ဆဲပြောဆိုခဲ့ပါတယ်။တာဝန်ယူမှုတာဝန်ခံရမှုရှိမဲ့စာအာဖဂန်တာလီဘန်တွေဟာအပြစ်ဖို့တာလွှဲချတာတွေကိုပဲအားသာနေကြောင်းဒီတော့အလုပ်ဖြစ်မဲ့ဖြေရှင်းမှုတစ်ခုခုရှာမရပဲ ဆွေးနွေးမှုတွေပြက်ပြဲကုန်ကြောင်းသူကပြောပါတယ်။ဒါလီဘန်အစိုးရရဲ့အာဖဂန်နိုင်ငံဂျာယီနဲ့ကာကွယ်ရေးဝန်ကြီးဌာနတွေကတော့ဆွေးနွေးမှုတွေမအောင်မြင်ဘူးဆိုတဲ့ပါကစ္စတန်ဘက်ကစကားပေါ်ဘာမှချက်မှမပေးသေးပါဘူး။ကာတာနိုင်ငံဒိုဟာမြို့မှာအော်တိုဗလာ16ရက်နေ့ကရရှိခဲ့တဲ့သဘောတူညီမှုအရနိုင်ငံဂျာအပြည့်ရထားပေမဲ့ခိုင်မာတေးကြတဲ့ငင်းကြေးအောင်မခံချက်အတွက်ဆက်လက်ဆွေးနွေးချိန်မှာမအောင်မြင်ပဲဖြစ်ခဲ့ရတာပါ။ဒါကြောင့်နေဆက်မှာနောက်ထပ်တိုက်ပွဲတွေထပ်ပြက်လာမှကိုစိုးရိမ်မှုတွေလည်းမြင့်တက်လာနေပါတယ်။ ပါကစ္စတန်ကအာဖဂန်ရဲ့ကပူးမြို့တော်မှာပါကစ္စတန်တာလီဘန်အဖွဲ့ခွဲခေါင်းဆောင်တယောက်ကိုပြစ်မှတ်ထားတဲ့လေကြောင်းတပ်ခတ်မှုပြုလုပ်ခဲ့ပြီးအဲဒီနောက်ပါကစ္စတန်တာလီဘန်တွေက နေဆက်မှာရှိတဲ့ပါကစ္စတန်စစ်ကန်တွေကိုလက်တော့ပြန်တက်ခိုက်ခဲ့ရတာကနှစ်ဖက်အစည်းအဝေးပြည်ပကဖြစ်ပွားခဲ့ပြီးဒါဇင်နဲ့ချီတိုက်စုံးမှုတွေရှိခဲ့တာပါပါကစ္စတန်အစိုးရကိုစန့်ကျင်တဲ့ပါကစ္စတန်တာလီဘန်အင်အားစုတွေကိုအာဖဂန်တာလီဘန်တွေကလက်ခံထားကြောင်းပါကစ္စတန်ဘက်ကဆက်ဆဲခဲ့ပေမဲ့တာလီဘန်တွေကတော့နိုင်ငံရေးချလက်နက်ကိုင်အဖွဲ့အစည်းတွေကို ခိုလုံခွင့်ပေးမထားဘူးလို့ညင်းဆိုခဲ့ပါတယ်။အစ္စတန်ဘူကဆွေးနွေးပွဲမှာပါကစ္စတန်အစိုးရရဲ့အဓိကတောင်းဆိုမှုတစ်ခုဖြစ်တဲ့ပါကစ္စတန်တာလီဘန်တွေကိုလက်ခံမထားဘူးဆိုတဲ့ကိစ္စကိုအာဖဂန်တာလီဘန်တွေကသဘောမတူခဲ့ဘူးလို့လည်းပါကစ္စတန်လုံခြုံရေးအရာရှိတူကမှတ်ချက်ပေးခဲ့ပါတယ်။ပါကစ္စတန်နဲ့အာဖဂန်တို့ကြောင်းမှာကီလိုမီတာ2600လောက်ရှည်လျားတဲ့နယ်နိမိတ်ထိစပ်နေပါတယ်။သောပိုင်းတို့ကတော့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကအာဖဂန်အစိုးရဘက်ကလည်းငြင်းချင်းရေးကိုလိုလားမယ်လို့သူယုံကြည်ကြောင်း ဒါပေမဲ့ဆွေးနွေးပွဲမအောင်မြင်တာမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့နှစ်ဖက်ကြောင်းမှာစစ်ပွဲကြီးအဆင့်ထိရောက်သွားနိုင်ကြောင်းသတိပေးပြောကြားထားပါတယ်။အပြစ်ရထားတဲ့ကာလအတွင်းမှာလည်းနေဆက်မှာနှစ်ဖက်တိုက်ခိုက်မှုတချို့ဖြစ်ပွားခဲ့တာကြောင့်ပါကစ္စတန်စစ်သား9ယောက်နဲ့တာလီဘန်တပ်ဖွဲ့ဝင်25ယောက်သေဆုံးခဲ့တယ်လို့ပါကစ္စတန်ကာကွယ်ဝန်ကြီးဌာနကပြီးခဲ့တဲ့သတင်းပတ်ကောင်မှာကြေညာခဲ့ပါတယ်ရှင်။